မင်္ဂလာပါရှင်။တာလင်ထားရဲ့မတ်လ26ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တာလင်ထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့နှစ်ပေါင်း40နီးပါးကြာတက်ဆွဲထားတဲ့ခလေတေးစစ်တပ်စခန်းကို KNL တွေသိမ်းပိုက်လိုက်တဲ့သတင်း ။ဒဝဲမျိုးပေါ်မှာဒေသခံ20ကျော်ကိုစစ်ကောင်စီဝင်းရောက်ဖမ်းဆီးခဲ့တဲ့တဲ့နဲ့မွန်ပြည်နယ်မှာတကြံပွဲတော်ကိုစီကားတိုင်းမြိုက်စွာကျင်းပမယ်လို့ပြည်နယ်စစ်ကောင်စီပြောလိုက်တဲ့တဲ့။ရေကောက်ပွဲပြုလုပ်မယ့်ပုံစံစစ်ကောင်ဆောင်ချပြလာတဲ့တဲ့တွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ဝန်ကြီးချုပ်ပေါ်အယုံကြည်မရှိအဆိုကို ထိုင်းလွတ်တော်ပယ်ချလိုက်တဲ့သတင်း။ပင်လယ်နက်မှာရေတပ်အပြစ်ခတ်ရက်စက်ရေးယူကရိန်းနဲ့ရုရှားသဘောတူခဲ့ကြတဲ့သတင်းတွေနဲ့အတူ အနာသိန်းကလာတက်ဖြတ်ဖန်စီခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ။ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်မှာနှစ်ပေါင်း40နီးပါးကြာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ခလဲဒီစခန်းကိုတိုက်ခတ်သိမ်းပိုင်နိုင်ခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU ဘိုးကဒီကနေ့မတ်လ26ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်။ ခလဲဒီစခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူပေါင်းဖွဲ့တွေကမက်ရှလာ22ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမက်ရှလာ25ရက်နေ့မှာစခန်းတစ်ခုလုံးကိုသိမ်းပိုင်နိုင်ခဲ့တာပါစခန်းသိမ်းတိုက်ပွဲအတွင်းစခန်းအတွင်းရှိစစ်ကောင်စီတပ်သားတွေဟာသူတို့ရဲ့လက်နက်ခဲယံတွေကိုမီးရှို့ဖျက်ဆီးကစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU ကဆိုပါတယ် စခန်းသိမ်းပိုက်ပြီးနောက်နေမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်စစ်ကောင်စီတပ်သား2ဦးရဲ့အလောင်းကိုတွေ့ရှိခဲ့ရပြီးတိုက်ပွဲအတွင်းစစ်ကောင်စီထံကလည်းလက်နက်ခဲယံအများပြားသိမ်းဆည်းရမိခဲ့ပါတယ်။ကလေးဒီစကန်ဟာ1989ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာထိုင်းမြန်မာနယ်စပ်ဒေသထိန်းချုပ်ရေးရည်ရွယ်ချက်နဲ့တည်ဆောက်ခဲ့တဲ့စကန်တစ်ခုဖြစ်ပြီးစကန်စတင်တည်ဆောက်တဲ့အချိန်ကစပြီးဒေသခံပြည်သူတွေအနေနဲ့လွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်လောက်ကန်စားတောက်ခွင့်အကန့်အသတ်ခံခဲ့ရတယ်လို့ KNU ကဆိုပါတယ်။ ခလဲတဲ့စကမ်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကစကမ်းမကြရေးအတွက်လေချောင်းကနေအပြင်းထန်ခုခံတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနင်္လာနေ့တိုင်းဒဝယ်မြို့နယ်အိမ်ရှိပြင်ရက်ကအဝေးပြေးကောင်းဝင်းအနီးကလိုင်းကန်တစ်ခုကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းပြီးဒေသခံပြည်သူ20ကျော်ကိုဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံမိသားစုဝင်တွေကတလွင်ထမ်းဖို့ပြောပါတယ်။ အင်အား40ကျော်ပါတဲ့စစ်ကောင်စီပူပေါင်းဖွဲ့တွေဟာမက်စတာ25ရက်နေ့နေ့လယ်တနာရီအချိန်ခန့်မှာအဝေးပြေးကောင်းဝင်းအနီးကလိုင်ကန်တစ်ခုကိုဝင်ရောက်စီးနှင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစီးနှင်မှုတွင်အသက်50ရွယ်ဒေါ်အေးတီတာအပါအဝင်အသက်20ကနေ60အရွယ်ကြားရှိတဲ့အမျိုးသားအမျိုးသမီး20ကျော်ဖမ်းဆီးခံလိုက်ရပါတယ်။ဖန်စီခံလိုက်ရသူတွေဟာအဲစင်းရင်မတိုင်တာအဲစင်းရင်တိုင်ပြီးနောက်ပိုင်းတမတ်ရက်လွန်နေတာ တချို့ကတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံထောက်ပို့လုံဆောင်နေရတဲ့ဆိုရဲဆွဆွဲချက်တွေနဲ့ဖန်စီသွားခဲ့တာပါ ဖမ်းဆီးခံရသူတွေဟာစစ်ဘေးရှောင်တွေနဲ့ရွှေပြောင်းလုပ်သားတွေအများစုပါဝင်ပြီးသူတို့ကိုတော့တဝဲမျိုးမရဲစခန်းနဲ့စစ်တပ်ထဲဖမ်းခေါ်သွားပြီးထိမ့်သိမ်းထားကမက်လာ26ရက်နေ့မနက်ပိုင်းထိပြန်မလွတ်လာသေးဘူးလို့သိရပါတယ်တဝဲမျိုးပေါ်မှာယခုမတ်လနောက်ဆုံးပတ်တွင်အဲဇင်းရင်အပါဝင်စစ်မှုထမ်းအကြောင်းပြချက်နဲ့ဖမ်းဆီးခံရသူ40ဝန်းကျင်အထိရှိတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ ဒေတာရင်းသူတေသနာဖွဲ့ဖြစ်တဲ့ FIFA တနင်္သာရီရဲ့အစီရင်ခံစာရတနင်္သာရီတိုင်းမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီရဲ့အကြောင်းမျိုးမျိုးပြဖမ်းဆီးမှုကြောင့်ဒေတာခန့်ပြည်သူ326ဦးထံမှနေဖမ်းဆီးခံခဲ့ရပါတယ်။ထမှန်ပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1514ရာတွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စီးကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1514ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6448ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ28934ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6994ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီအစီအစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။တကြံပေါ်တော့ကာလာစီကားစီပို့အတွက်မော်လမြိုင်မြို့မှာလမ်းလျှောက်တကြံကိုထည့်သွင်းပြုလုပ်သွားမှာဖြစ်တယ်လို့တကြံပေါ်တော့ကိုအောင်မြင်စွာကျင်းပနိုင်မှုအတွက်လည်းလုပ်ငန်းကော်မတီ15ရက်နဲ့ဖွဲ့စည်းတာဝန်ပေးအပ်ထားတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အေမီယံကတင်ဆက်ပေးထားပါဗျ။ မူမီနေမှာလာမဲ့မြန်မာနှစ်တစ်ကူမဟာတကြံပွဲတော်ကာလကိုစီကားတိုက်မြိတ်စွာကျင်းပသွားမယ်လို့စစ်ကောင်စီကမူမီနေဝင်းကြီးချုပ်ဦးအောင်ကြည်သိန်းကပြောပါတယ်။မက်လာ25ရက်နေ့ကမော်လမြိုင်မြို့ရှိပြည်နယ်ဆိုးရယုံမှာပြုလုပ်တဲ့2025ခုနှစ်မြမရိုးရာယဉ်ကျေးမှုမဟာတကြံပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေးမှာပြောဆိုခဲ့တာပါ။တကြံပွဲတော်ကာလစီကားစီဖို့အတွက်မော်လမြိုင်မြို့မှာလမ်းလျှောက်တကြံကိုထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့တကြံပွဲတော်ကိုအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်လည်း လုပ်ငန်းကော်မတီ15ရက်နဲ့ဖွဲ့စည်းတာဝန်ပေးအပ်ထားတယ်လို့ဆိုပါတယ်။ဒေသခံလူငယ်တအူးကတော့စစ်ကောင်စီကကြံပွဲတော်စီကားအောင်လုပ်မယ်လို့ပြောပေမဲ့မွန်မြိုင်မြို့လောက်သာလုပ်နိုင်မှာဖြစ်ပြီးတခြားမြို့တွေမှာတော့စီကားအောင်လုပ်လဲစီကားမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒီလိုမော်လမြိုင်လိုမျိုးကြည့်ကြတော့ဖြစ်ကောင်းဖြစ်နိုင်မယ်လေကျွန်တော်တို့လိုနေမျိုးတွေကတော့စီစီကားလောက်ဆိုတော့မဖြစ်နိုင်ဘူးကျွန်တော်တို့ဆိုရင်လည်းမနေ့ချောင်းညချောင်းအထင်းဆုံးမျိုးအောက်မှာရှိနေတော့ ဟိုစီကားသေးတော့လည်းစီကားမယ်လို့မထင်ဘူးနော်ဟိုတာမန်တော့တာမန်တော့ပဲဖြစ်နိုင်တယ်ထင်တော့သူကဘယ်နာစီကားအောင်လုပ်လို့စီကားတော့မဟုတ်ဒါအပြင်လက်ရှိကာလဟာနှစ်ဖက်စီရင်တင်းမာနေတဲ့ကာလဖြစ်တာကြောင့်အချိန်နေရာမရွေးပောက်ကွဲမှုတွေဖြစ်နိုင်တဲ့အတွက်လူငယ်တွေကြားထဲမှာစိုးရိမ်စိတ်တွေရှိနေပြီးအရင်လိုစီကားအောင်လုပ်လို့ရနိုင်မှာမဟုတ်ဘူးလို့သူကစပြောပါတယ်ဒီသကံလူငယ်နောက်တူကလည်း အာနာသိမ့်ပြီးနောက်ကြံပွဲတော်ဟာအရင်လိုစီကားမှုမရှိပေမဲ့ရက်ကွက်တွေအတွင်းအ ਨੇ ချင်းရေကစားမှုရှိသလိုလက်ရှိနိုင်ငံဤချင်းနေရရေကစားမှုစိုးရိမ်စိတ်တွေရှိတယ်လို့ပြောပါတယ်ကျွန်တော်တို့ဒီမြို့မှာတော့ဟိုတိတ်ရင်ခိုင်းခိုင်းတက်မစီကြတော့မှဒီရဲ့သူဟိုရက်ကွက်လိုက်ပေါ့ဒီကြားလာပါတော့နေချင်းလို့ရှိတယ်ပေါ့တိတ်စီတိုင်းတော့တိတ်မရှိပါဘူးကြေးမှာကစားမှုကြတော့နည်းနည်းတော့စိုးရိမ်တော့ပေါ့စစ်တပ်လာနဲ့သူတို့ နိုင်ငံရေးစီမံတဲ့တိတ်မကောင်းလို့တဲ့ဇာတာလုံးနဲ့စူစူရင်ရမယ်စစ်ကောင်စီကကြံကာလကိုစီကားအောင်လုပ်မယ်လို့ပြောဆိုနေပေမဲ့ဒေသတွင်းလူငယ်အများစုဟာဆိုရင်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်ပြည်ပထွက်ခွာမှုများတဲ့အတွက်အရင်လိုစီကားဖို့မဖြစ်နိုင်ဘူးလို့သူကဆက်ပြောပါတယ်ဒါပေမဲ့စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ကတော့မြမရွရာကြံပွဲတော်ဟာလူသားမျိုးနွယ်ကိုစားပြုတ်ဓာတ်မဲ့ရင်ကျေးမှုအမွေနဲ့စီရင်ဝင်ရောက်ခဲ့တာကြောင့် အများပြည်သူတွေပျော်ရှင်စွာရည်ကစားနိုင်ဖို့အတွက်ဝန်ပြည်နယ်တွင်းစီကားသမိတ်စွာကျင်းပသွားမယ်လို့ကြုံဝါထားပါတယ်။တော်လန်ဤဖွဲ့တွေကတော့စစ်ကောင်စီကပြုလုပ်မဲ့မန်းနက်တွေမှာပြည်သူတွေရည်ကစားခြင်းစစ်ကောင်စီကဖောက်ခွဲမှုတွေပြုလုပ်ပြီးတော်လန်ဤဖွဲ့တွေအတာချနိုင်သလိုအနာသိန်းကာလမှာပြည်သူတွေပျော်ရှင်နေတဲ့ပုံစံနိုင်ငံတကာကိုဝါဒဖြန့်နိုင်ကြရအောင်ပြည်သူတွေအနေနဲ့သတိထားကြဖို့တိုက်တွန်းထားပါတယ်။ဝန်ပြည်နယ်မှာတော့ကြံပွဲတော်ကိုပြီးခဲ့တဲ့2020ခုနှစ်က ကိုဗစ်ကပ်ရောဂါချိန်တွေကြောင့်မကျင်းပနိုင်ခဲ့ပေမယ့်စစ်တပ်အာဏာသိမ်းပြီးနောက်နှစ်စဉ်ပြန်လည်ကျင်းပခဲ့ပေမယ့်ပြည်သူတွေကတော့နိုင်ငံရေးချိန်တွေကြောင့်စိတ်ဝင်စားမှုနှေးပါနေတာဖြစ်ပါတယ်။စေကောင်းဆောင်ဘိုးကျော်မူကြီးမင်းအောင်လိုင်းကအထွေထွေရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလတတိယပတ်ကနေဇန်နဝါရီလဒုတိယပတ်အထိအချိန်တစ်လအတွင်းပြုလုပ်သွားဖို့အရာထားကြောင်းပြောလာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြောပြပေးထားပါတယ်။အထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာတတိယပတ်ကနေ လာမယ့်နှစ်ဇန်နဝါရီဒုတိယပတ်အထိတလအတွင်းရွေးကောက်ပွဲလှုပ်လို့ရတဲ့မြို့နယ်တွေမှာကျင်းပပြီးစီးဖို့ရာထားတယ်လို့စစ်ကောင်းဆောင်ကပြောပါရီမတ်25ရက်နေ့ကပြုတ်လုတဲ့စစ်ကောင်စီစီဝေးမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လင်ကရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးပြောကြားခဲ့တာပါလွတ်လပ်တရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးစစ်ကောင်စီအနေနဲ့ကြိုတင်ပြင်ဆင်နေပြီးအရင်ကတာဝန်ယူချိန်နှစ်နှစ်တာအတွင်းရွေးကောက်ပွဲလုပ်ဖို့စဉ်းစားခဲ့ပေမဲ့ COVID-19 အလွန်ကာလနဲ့တည်ငြိမ်မှုလိုအပ်နေတဲ့အချိန်ကြောင့်မကျင်းပနိုင်ခဲ့ဘူးလို့ဝန်ခံခဲ့ပါတယ်။ဒါကြောင့်ရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေဆောင်ရွက်ပြီးရင်ရွေးကောက်ပွဲကျင်းပမယ်လို့တရားဝင်ထုတ်ပြောထားတဲ့စစ်ကောင်စီအနေနဲ့လက်ရှိမှာနိုင်ငံကိုရေးပေါ်အခြေအနေဖြစ်6လတစ်ချိန်တက်တန်းတိုးထားတာပါ။ CDM ဘူကြီးစင်ရော်ကစစ်ကောင်စီအနေနဲ့ဒီဒီချိန်မှာတော့ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်မဲ့အနေအထားမျိုးရှိနေတာမို့လုပ်လို့ရတဲ့နေရာတွေမှာကွက်လုပ်လိမ့်မယ်လို့သုံးသပ်ပါတယ်။တရုတ်နဲ့ရုရှား နှစ်နိုင်ငံကိုသူတို့ခွပြီးတော့ပလေးနေရင်းနဲ့အာကိုရှာတယ်အာကိုရှာပြီးတော့အရင်တော့လိုပဲကျွန်တော်တို့ဒီ2023ခုနှစ်မှာရွေးကောက်ပွဲကျင်းပဖို့လောက်ခဲ့ပေမဲ့အဲကိုဗစ်နဲ့မတည်ငြိမ်မှုတွေကြောင့်ဆိုပြီးဒီဟာဘုံမျိုးထပ်ပြောမယ်ဆိုရင်အဲသူတို့အဆက်ကွဲတော့မယ်ပေါ့နော်ပြောသမျှဟာတခုမှဖြစ်မလာတဲ့ဟာကအဲသူတို့အတွက်အဆက်ရစီမှာပဲဒါပေမဲ့လည်းသူတို့ကအဆက်ရှိရစစ်တတ်တော့မဟုတ်ဘူး သူတို့ပြောကြင်ရတယ်ထင်ရမြင်ရတယ်ဒါလျှောက်ပြောနေတဲ့စေအုပ်စုဆိုတော့မှန်းရတာတော့ခက်တယ်ဒါပေမဲ့တကယ်တမ်းနှစ်ခုတည်းကတစ်ခုတေချာပေါင်းမှန်းရမယ်ဆိုရင်တော့လုံးလို့ရတဲ့နေရာလေးတွေကွက်လုပြီးတော့ရေကောက်ပွဲပြီးပါပြီဆိုပြီးတော့ရုံးထွက်မဲ့အနေထားမျိုးလိုပဲကျွန်တော်ကတော့သုံးသပ်ပါတယ်ဗျမဲဆန္ဒရှင်စရင်တွေရရှိဖို့2024ခုနှစ်မှာကောက်ယူခဲ့တဲ့တကောင်စင်းကလည်းယာနောင်းပြေကောက်ယူရရှိတဲ့မြို့နယ်တွေရှိတယ်လို့ကောက်ယူဖို့ကြံရှိတဲ့မြို့နယ်တွေလည်းရှိနေသေးတယ်လို့စစ်ကောင်းဆောင်ကဝန်ခံခဲ့ပါတယ် အဲဒီကနေကောက်ယူထားတဲ့ဆင်းတွေပေါ်မူတည်တာစန္ဒာမဲပေးနိုင်တဲ့အသက်18နှစ်နဲ့အထက်လူရည်ဆင်းကိုရရှိထားပြီးဖြစ်တာကြောင့်ရွေးကောက်ပွဲကိုလာမယ့်နှစ်ဇန်နဝါရီအတွင်းအောင်မြင်စွာကျင်းပပြီးစီးဖို့ရထားတာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာ electronic မဲပေးဆက်တွေနဲ့ဆောင်ရွက်တာဖြစ်လို့အချိန်တိုအတွင်းစန္ဒာမဲပေးနိုင်ခြင်းနဲ့မဲရလက်တွေရရှိမှာဖြစ်တဲ့အတွက်တလအတွင်းရွေးကောက်ပွဲလုပ်လို့ရတဲ့မြို့နယ်တွေမှာပြီးမြောက်နိုင်မယ်လို့ပြောကြားထားတာပါ။ ကရင်မျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြီးဆိုကရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလကိုတရားဝင်ထုတ်ပြောပြီးဆိုရင်မိမိတို့အနေနဲ့အချိန်မလုံလောက်ပေမဲ့အတက်နိုင်ဆုံးပြင်ဆင်ထားတယ်လို့ပြောပါလေအချိန်လုံလုံလောက်လောက်ကတော့ပြောရမယ်ဆိုရင်တော့ဒီအချိန်ကတော့များများရလေလေကောင်းလေလေပေါ့ဒါပေမဲ့အခုအဲ့လိုတရားဝင်ထုတ်ဖို့ပြောပြီးဆိုလို့ရှိရင်တော့အဲ့ဒီပြောတဲ့ပုံမှာတက်နိုင်ဆုံးဟိုကျွန်တော်ကလိုက်ပြီးတော့ 啊，只、嗯嗯、有车我啊，我冇理。哎，六八年走路嘞，尿到尿脸他嘞，尿脸他地去。啊，偏心，偏心他多，偏心他多。哎，多，本来啊，就老老老不老老他多。六万块个，不老我老老块钱，我再买，你他不买。就是头单打地天，我多，老万块我都死得不。这公司也能够把地面还帮点钱我了呀？ ရွေးကောက်ပွဲကျင်းပမဲ့ရက်မတိုင်ခင်ရက်ပေါင်း90အတွင်းပြည်ထောင်စုတွင်စီယုံမဲ့ပါတီဖြစ်ရင် ပါတီဝင်ဥယျာဉ်အနည်းဆုံး9800မှာဖြစ်ပြီးမြို့နယ်အားလုံးရဲ့အနည်းဆုံး3ပုံတပုံမှာပါတီရုံးခန်းဖွင့်လိုက်ရမှာပါ။ဒါအပြင်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်တစ်ခုအတွင်းစီယုံမဲ့ပါတီဆိုရင် ပါတီဝင်ဥယျာဉ်အနည်းဆုံး1800မှာဖြစ်ပြီးအဲ့ဒီဒေသအတွင်းမှာရှိတဲ့မြို့နယ်အားလုံးရဲ့အနည်းဆုံး9မြို့နယ်မှာပါတီရုံးခန်းဖွင့်လိုက်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ ဒီအတွက်ကြောင့်2025ခုနှစ်ဒီဇင်ဘာတတိယပတ်ကနေ2026ခုနှစ်ဇန်နဝါရီဒုတိယပတ်အတွင်းရွေးကောက်ပွဲကျင်းပမယ်ဆိုရင်နိုင်ငံရေးပါတီတွေအနေနဲ့ပြင်ဆင်ချိန်6လလောက်သာရရှိတော့မှာဖြစ်ပါတယ်။မဲဆွယ်စည်းရုံးရေးကာလကလည်းရွေးကောက်ပွဲဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေအရပြီးခဲ့တဲ့2020လိုမျိုးကျင်းပမယ်နေ့ရက်မတိုင်ခင်ရက်ပေါင်း60တက်မှတ်ခဲ့ရင်တကယ်တမ်း6လကျော်လောက်သာကြန့်ရှိတော့တာပါ။ တစ်ဖက်မှာနိုင်ငံတွင်ဆေးပฏิပက္ခဖြစ်စဉ်တွေမရှိသေးတဲ့မြို့နယ်ရေအတွက်ဟာ60တာကြန့်ရှိတော့တယ်လို့လက်နက်ကင်တော်လိုင်းအင်အားစုတွေကလည်းရွေးကောက်ပွဲကိုစတင်တိုက်ဖြတ်သွားမယ်လို့အသိပေးထားပါတယ်။နိုင်ငံလေးလာတောင်းတသူဦးတန်းစိုးနိုင်ကကိုလာအတွင်းမှာတင်စစ်ကောင်စီအနေနဲ့နေပြည်တော်ကထွက်ပြေးရနိုင်တဲ့အခြေအနေရင်ဆိုင်ရနိုင်တာမဟုတ်ရွေးကောက်ပွဲအစီအစဉ်ဟာအောင်မြင်နိုင်မှာမဟုတ်ဘူးလို့သုံးသပ်ပါတယ်။ကိုကစစ်ကောင်စီရဲ့လက်နက်ဆက်ရုံကပါစားရှိတဲ့နေရာနဲ့ရောက်နေမုံကြခင်အဲ့ဒီ 大啊、其他地方加上以前的呀，东北交流线，有些不会学习，学成的呀，他们不知道嘛。那我再看看嘞，时间是，呀，是五十二年多，每年的变比了也小，就讲一步一步的变的，变小了。第二年嘛，得看嘛，怎么后面他们对的了，哎呀，这个环境吧，不，前面肯定比往年的多。 ဖြစ်ကောင်းစီနေနဲ့ထွက်ခွာမှာဖြစ်တဲ့အတွက်ဒီလိုတော့ပွဲအစီအစဉ်ဆိုတာစကူးရဲ့စမငင်းကြီးရေးတိုက်ဆွတ်ဆောက်တဲ့အစီအစဉ်ကြီးဖြစ်တဲ့အတွက်အုံမြန်မာမဟုတ်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်ခင်ဗျ2025အလွန်မှာနိုင်ငံရေးနဲ့ပတ်သက်လာရင်အလွန်ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်ပေါ်လာနိုင်ပြီးပါတီစုံဒီမိုကရေစီစနစ်ခိုင်ခိုင်မာမာဖြစ်လာစေရည်အတွက်ဘလိုမျိုးထိန်းချောင်းသွားရမလဲဆိုတာစဉ်းစားဆောင်ရွက်ရမယ်လို့စစ်ကောင်းဆောင်ကဆိုပါတယ် လက်ရှိဆေးရနာရှင်စနစ်မြင့်ပြည့်ရေးတိုက်ပွဲတွေကလည်းအရှိန်အဟုန်မပြတ်ဆက်ရှိနေပြီးမြို့ပေါင်း65မြို့ကိုတိုင်းဒါလက်နက်ကင်တော်လိုင်းအင်အားစုတွေကထိန်းချုပ်ထားတာကြောင့်စစ်ကောင်စီဘက်ကအလုံးစုံလက်လွတ်ထားရတာပါ၂008ဖွဲ့စည်းပုံခြေကံဥပဒေရကျင်းပတဲ့အထွေထွေရေကောက်ပွဲတွေမှာမြို့နယ်ပေါင်း330ရှိရတဲ့က335မြို့နယ်အထက်ကျင်းပနိုင်ခဲ့တယ်လို့နိုင်ငံတော်ဝင်တရက်ထဲတစ်ချိန်တည်းမှာပဲကျင်းပခဲ့တာဖြစ်ပါတယ်စစ်ကောင်ဆောင်ကတော့ရွေးကောက်ပွဲဥပဒေမှာရက်အကန့်အသတ်ပြုလုပ်ထားခြင်းမရှိတဲ့အတွက် ရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမယ်လို့ကောက်စီဝင်တွေကိုပြောကြားခဲ့ပါတယ်။ဒါဟာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့မတည်ငြိမ်မှုတွေကြောင့်လုံခြုံရေးအခြေအနေအရရွေးကောက်ပွဲကိုတရက်ထဲမှာကျင်းပမှာမဟုတ်ဘဲနယ်မြေဒေသအပေါ်မူတည်ပြီးအပိုင်းလိုက်ကျင်းပမယ်သဘောလို့နားလည်ရပါတယ်။ရွေးကောက်ပွဲစနစ်ကိုတော့အရင်ကကျင့်သုံးခဲ့တဲ့မဲများသူအနိုင်ရ FPDP စနစ်ဖြင့်မြို့သားလွတ်တော်နဲ့တိုင်းဒေသကြီးလွတ်တော်တို့မှအချို့ကျကိုစားပြု PR စနစ်ကိုပါပေါင်းဆက်ကျင့်သုံးဖို့စစ်ကောင်စီကရာထားထားတာပါ။ ဒီအတွက်အားလုံးသဘောတူဆုံးဖြတ်ပြီးရင်တော့တနိုင်ငံလုံးကိုအသိပေးသွားမှာဖြစ်ပြီးရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်အချိန်ကာလအနည်းနဲ့၉လလောက်သာကြာရှိပြီးကြိုတင်ပြင်ဆင်ချိန်ပေးသွားမယ်လို့ဆိုပါတယ်။ဒါကြောင့်ရွေးကောက်ပွဲကျင်းပဖို့ကြိုတင်ပြင်ဆင်တဲ့ကာလအတွင်းလုံခြုံရေးကောင်းမွန်အောင်ကြိုးပမ်းဆောင်ရွက်သွားဖို့လိုတယ်လို့စစ်ကောင်ဆောင်ကအစည်းအဝေးမှာထည့်သွင်းပြောဆိုထားပါတယ်။ ိုင်ငံကသတင်းတွေကိုဆက်လက်တင်ဆက်ပြပါမယ်ရှင်။ဝန်ကြီးချုပ်ပေါ်အယုံကြည်မရှိအဆိုကို ထိုင်းလွှတ်တော်ပယ်ချလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘက်ကပြောပြပေးထားပါတယ်။ မတ်လ25ရက်နေ့မနက်ပိုင်းမှာကျင်းပတဲ့အစီအဝေးအတွင်ဝန်ကြီးချုပ်ပေတုံထန်ရှင်နာဝါထရာအပေါ်အတိုက်အခံတွေတင်သွင်းတဲ့အယုံကြည်မရှိအဆိုကို ထိုင်းလွှတ်တော်ကပယ်ချလိုက်ပါတယ်။မနက်7နိုင်ခွဲမှာစတင်တဲ့အစီအဝေးကိုထိုင်းလွှတ်တော်အမတ်488ဦးတက်ရောက်ခဲ့ပြီးအောက်လွှတ်တော်ဥက္ကဋ္ဌဝမ်မူဟာမတ်နော်မာတာကမဲခွဲဆုံးဖြတ်မှုရလဒ်ကိုကျင်းညာခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်အပေါ်အယုံအကြည်မရှိအဆိုကိုလွှတ်တော်အမတ်162ဦးကထောက်ခံခဲ့ပြီး319ဦးကကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ဂျာနီမဲခုနှစ်မဲရရှိခဲ့ပြီးနောက်အောက်လွှတ်တော်ဥက္ကဋ္ဌဝန်ကအတိုက်အခံတွေရဲ့အဆိုကိုပယ်ချကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ဝန်ကြီးချုပ်အပေါ်အယုံကြီးမရှိအဆိုကိုမတ်လ24ရက်နေ့နဲ့25ရက်မှာဆွေးနွေးပြီးနောက်မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဝိုင်းနိုင်ငံရေးသမားဝန်ကြီးချုပ်ဟောင်းသက်စင်ရဲ့တမိပေတွန်ထံဟာဝန်ကြီးချုပ်ရာဒူအတွက်လိုအပ်တဲ့ဗဟုသုတရင်ကျက်မှုနဲ့နိုင်ငံရေးဆန္ဒကင်းမဲ့နေတယ်လို့အတိုက်အခံတွေကဆွဆွဲခဲ့တာဖြစ်ပါတယ်။ ဝင်ကြီးချုပ်ပေတွန်ထံဦးဆောင်တဲ့အစိုးရအဖွဲ့ဟာလျှက်စစ်မီတာခမြင့်တက်နေမှုဝင်းညူရေးလုပ်ငန်းတွေနဲ့ထုတ်ကုန်ဈေးနှုန်းရောကျနေမှုအပါအဝင်အ धिक ပြဿနာတွေကိုမဖြေရှင်းပေပဲငွေပေးဝေးရေးအစီအစဉ်ကစီးပွားရေးနှိုးဆွဖို့ထိရောက်နိုင်မှာမဟုတ်ဘူးလို့တတိပေးခဲ့ပေမဲ့အကောင့်အထည်ပေါ်ဆောင်ရွက်ခဲ့တယ်လို့အတိုက်အခံလွှတ်တော်အမတ်တွေကပြောဆိုထားတာပါ။ ဝန်ကြီးချုပ်ဟာတရင်တောက်တွေအင်တာဗျူးသူတွေနဲ့တွေ့ဆုံချိန်မှာမသက်ဆိုင်တဲ့အဖြေတွေနဲ့မှားယွင်းတဲ့အဖြေတွေကိုပေးခဲ့တယ်လို့လည်းအတိုက်အခံလွှတ်တော်တွေကဆွဆွဲထားပါတယ်။ပေသွန်ထံဥဆောင်တဲ့ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့အပေါ်သူရဲ့ဖခင်တက်စင်ကလွှမ်းမိုးထားတယ်လို့အတိုက်အခံတွေကဆွဆွဲပြောကြားခဲ့တာပါ။ ထောင်နဲ့ချမှတ်ခံရချိန်မှာတက်ဆင်ဟာအပြင်းအထန်နာမကျန်းဖြစ်နေရလို့အကြောင်းပြပြီးထောင်ထဲမှာမနေခဲ့ပဲရဲတပ်ဖွဲ့စေရုံမှာပဲနေခဲ့တဲ့ကိစ္စကိုလည်းမေကွန်ထုတ်ခဲ့ကြပါတယ်။ဝန်ကြီးချုပ်မိသားစုရဲ့မျိုးရပိုင်ဆိုင်မှုတွေကိုလည်းအတိုက်အခံတွေကမေကွန်ထုတ်ခဲ့ပြီးကာစီနိုလုပ်ငန်းတွေဖွင့်ပေးထားတာနဲ့ပတ်သက်လို့လည်းအပြစ်တင်ခဲ့ကြပါတယ်။ပင်လယ်နက်မှာရေတပ်အပြစ်ခတ်ရစဲရေယူကရိန်းနဲ့ရုရှားသဘောတူခဲ့ကြပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ ဆော်ဒီအာရေဗျားမှာတောင်းရကြရင်ကြံရေးဆွေးနွေးပြီးရနောက်အမေရိကန်နဲ့တိကျသဘောတူညီမှုအတွင်းရုရှားနဲ့ယူကရိန်းတို့ဟာပင်လယ်နက်မှာရေတပ်အပြစ်ခတ်ရစေးရေးသဘောတူညီမှုရရှိခဲ့ပါသည်။အရေးကြီးတဲ့ကုန်သွယ်ရေးလမ်းကြောင်းပြန်ပွင့်လာစေမယ့်သဘောတူညီမှုတွေကိုကြီးညာရမှာဝါရှင်တန်ကတပ်ဆိုင်ရာနိုင်ငံတွေအနေနဲ့တာရှိခံတဲ့ရေရှည်တည်တတ်မဲ့ငြိမ်းချမ်းရေးရရှိရေးဆက်လက်ကြိုးပမ်းသွားမယ်လို့ပြောဆိုထားပါသည်။ အရင်ကသဘောတူထားခဲ့တဲ့စွမ်းရည်ပြတ်မှတ်တွေကိုမတိုက်ခိုက်ရေးသဘောတူညီမှုအကောင့်ထဲပေါ်သွားဖို့နှစ်နိုင်ငံကသဘောတူညီခဲ့ကြတယ်လို့အင်ဂျီရောကပြောပါရီဒါပေမဲ့ရုရှားကသူတို့ရဲ့စားနေရိခါနဲ့တပ်မီဩစာရောင်းဝယ်မှုအပေါ်ချမှတ်ထားတဲ့ရေးယူပိတ်ဆို့မှုတွေကိုဖယ်ရှားပေးမှာပဲရေးတဲ့ပြစ်ခတ်ရစေးအသက်ဝင်လာလိမ့်မယ်လို့ပြောဆိုထားပါရီနှစ်နိုင်ငံကြားငြင်းချင်းရေးသဘောတူညီမှုရရှိရေး UNP အမေရိကန်ရာရှိတွေဟာရီယက်မြို့မှာရုရှားနဲ့ယူကရိန်းရာရှိတွေကိုတိကျတွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါရီ ဒါပေမဲ့ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်တွေတရားတွေးဆခဲ့တာမျိုးမရှိပါဘူး။ပင်လယ်နက်မှာရေရက်ပစ်ခတ်ရဲစဲရေးသဘောတူညီမှုဟာမှန်ကန်တဲ့ဥတီယာစီလှမ်းချီတဲ့ခြေလှမ်းဖြစ်တယ်လို့ယူကရိန်းသမ္မတဗလိုဒီမာဇီလန်စကီကပြောကြားထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဇီလန်စကီဟာငြင်းချင်ရေးသဘောတူညီမှုကိုတားဆီးနေတယ်လို့အရင်ကဆွဆွဲခဲ့ပြီးဇီလန်စကီကယူကရိန်းအနေနဲ့ငြင်းချင်ရေးမလိုချင်ဘူးလို့ဘယ်သူမှဆွဆွဲလို့မရတော့ဘူးလို့ပြောဆိုထားပါတယ်။ဒါပေမဲ့သဘောတူညီမှုတွေရရှိကြောင်းဝါရှင်တန်ကကြေညာပြီးနောက်မှာ မော်စကိုကသူတို့ပေါ်ချမှတ်ထားတဲ့ရေးယူပိတ်ဆို့မှုတွေကိုရုတ်သိမ်းပြီးမှပင်လယ်နဲ့ခြေတပ်ဖြစ်ခဲ့ရစေရည်အကောင့်တွေပေါ်လာလိမ့်မယ်လို့ပြောပါရည်။ရုရှားဖန်တွေကိုနိုင်ငံတကာငွေကြေးပေးချေမှုစနစ်နဲ့ပြန်လည်ချိတ်ဆက်ပေးရေးစားနပ်ရိက္ခာတင်ပို့တဲ့ရုရှားသင်္ဘောတွေကိုတားမြစ်မှုရုတ်သိမ်းပေးရေးစိုက်ပျိုးရေးဆိုင်ရာစစ်ပစ္စည်းတွေတင်သွင်းခွင့်ပေးရေးမော်စကိုကတောင်းဆိုထားပါရည်။တန်ကပ်ပိတ်ဆို့မှုရုတ်သိမ်းရေးနဲ့ပတ်သက်လို့သတင်းတောက်တွေကမီးမြန်ရမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလောလောဆယ်လိလာနေစေဖြစ်တယ်လို့ပြန်လည်ဖြေကြားပါရီ တမနာဇီလန်စကီကတော့ရုရှားပေါ်အရေးယူပိတ်ဆို့မှုတွေကိုရုပ်သိမ်းပေးရမှာကမိမိတို့အားနည်းသွားနိုင်တဲ့အနေအထားဖြစ်တယ်လို့ပြောဆိုထားတာဖြစ်ပါတယ်မနက်ဖြန်မတ်လ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အထင်အင့်ဖြစ်ထွန်းလာပြီးကပ်ပလီပင်လယ်ပင်နဲ့ကြံဘင်္ဂလားပင်လယ်အော်မှာအများအပြားတာယာနေပါတယ်ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကံယူတန်းရခိုင်ကံယူတန်းမြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမကွေးတုံမှာလေယာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီဆယ်မှန်မှ -30 ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်မှာလိုင်းအတင်းတင်းရှိနိုင်ပါတယ်။မိုးအခြေအနေမှာမွန်ပြည်နယ်မှာတိမ်အထင်အင့်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာအများအပြားတာယာနိုင်ပါတယ်။ နေပူချိန်တွေမှာ မြန်မာနိုင်ငံဒေသတချို့မှာပုံမှန်အပူချိန်ထက်မြင့်တန်နိုင်ပါတယ်။မြို့ချိန်တွေမှာသခိုင်းတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူများကျဆင်းနိုင်ပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။တာလွင်ထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစည်းအဝေးကိုကြည့်ရှုခန်းစားခဲ့ရတာပါ။ တန်လင်းထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။